ကနန်25ခုနှစ်နိုဝင်ဘာလ10ရက်စနေနေ့အတွက်ခေါင်းရသားသမီးတွေအတွက် numerology ကနန်းပေရင်းရဆိုရင်တော့အစိုးအညံ့တွေကိုကြော်ထွက်နိုင်မယ်နေ့တစ်နေ့ပါပဲအတန်းခိုင်နေရှိတယ်ရှင်ပြိုင်းမဲ့ကိစ္စရှိတယ်ပြောဆိုမဲ့ကိစ္စရှိတယ်ဖြည့်ရှင်းရမဲ့ကိစ္စပေါ်တတ်တယ်အားလုံးကိုကြော်ဖြတ်နိုင်မယ်နေ့တစ်နေ့ဖြစ်ပါတယ်အလုပ်ကံကိစ္စတွေအတွက်ခွင့်ရကောင်းတွေရမယ်စာချုပ်ကိစ္စရှောက်လွှာကိစ္စလက်မှတ်ရထုတဲ့ကိစ္စတွေအောင်မြင်မယ် တမန်တမန်နဲ့သဘောတူညီမှုတွေရသွားမယ်အယောင်းဝယ်ကိစ္စတွေအတွက်ရောင်းသူဝယ်သူတွေ့ဆုံရမယ်အလုပ်အတွက်အလူကြီးရဲ့အကူအညီအခွင့်အကောင်းတွေရမယ်ဒီလိုနေ့မှာခொနည်းသားမီးအလုံးကံထူးကောင်းမှုအတွက်ဆိုရင်တော့မနေ့စောစောမှာအရဟံဂုဏ်တော်ကိုအကြိမ်ကြိမ်ပွားပြီးတော့အရဟံအရဟံအရဟံလို့ပွားပြီးတော့ရေကိုမှန်းပြီးထူရင်နဲ့မျက်နှာသိချင်းအဖြစ်ဒီနေ့ဒါလုံးကံခွင့်အကောင်းတွေရပါနိုင်မယ် ညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကင်းမှုဘေးရှင်းမှုအတွက်ပညာသင်ကြားတဲ့အောင်မြင်မှုတော့ကတော့မနဲ့စောစောမှာမြတ်စွာဘုရားရှင်ကိုအချိုးရတမျိုးလှူဒန်းပြီးဒီနေ့ပညာသင်ဖို့သွားပါအောင်ဒီနေ့မှာမိရှုတန်တင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မဟာဘုဗေဒနီအယစနေနေ့ဘွားအထွန်းဘွားဇာတာရှင်တွေဖြစ်ကြပါတယ်အထွန်းတို့ရဲ့သဘောတရားဟာထွန်းပေါက်ခြင်းအောင်မြင်ခြင်းဆိုတာကိုအကျိုးပြုပါလိမ့်မယ်ဒီနေ့ကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ကတော့တနည်းအားလုံးကံကောင်းမှုလို့အတွက် တောက်ကြကြူကုသိုလ်ကအာကောင်းဆုံးဖြစ်တာဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကိုအသီးကိုမျိုးလှူဒါန်းမှာဆွမ်းကံဘုန်းကြီးကိုအသီးနှံနေလောင်းလှူပါဆွေမျိုးမိသားစုများကိုတီးဆောင်ကလားပန်းဟင်းနဲ့အာဟာရထမင်းဟင်းအာဟာရပြုခြင်းအပြင်တစ်နှစ်တာလုံးကံခွေထူကောင်းနေရပါလိမ့်မယ်ဒီနေ့အတွက်အကျိုးပေးစုမိုးကဏ္ဍကတော့6ကဏ္ဍ3ကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့ပတ်စံရင်တဲ့ကိုတပြေရွက်ကိုရေမွေးဆွပြီးစောင်းထားလိုက်ပါခင်ဗျာဈေးအောင်ကောင်းမှုလို့အတွက်ကတော့စိုင်းရှင်းတက်တယ်ကိုမျက်နှာမူပြီးတော့ ဆိုင်ဖွင့်ပြီးတာနဲ့အသည့်တစ်မျိုးဆိုင်ဆူတောင်းလိုက်ပါခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေအတွက်ကတော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုတင်မောသည့်မှဲ့ပေါ်မှာရေးပြီးတော့စွန့်ကဖုန်းကြီးကိုလောင်းလိုက်ပါခင်ဗျာကျမ်းမာရေးအတွက်ဓာတ်စာဖြစ်ကတော့ဒီလိုနည်းမျိုးမှာလိမ္မော်ရည်သို့မဟုတ်လိမ္မော်သည့်သို့မဟုတ်စံကတိအနှဲငယ်ဆိုင်ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချိန်မြတ်တိုင်းအိမ်တော်ကြီးကိစ္စတွေအစဉ်မြင်ဖို့လိုအတွက်ကတော့အိမ်ဖျားမှာနွားနို့တစ်ခွက်လှူဒန်းပြီး အချင်းမြေတားရဲ့အိမ်တော်ရေးအဆင်ပြေဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ